ဖုန်းဘရောင်ဇာတွေကိုဝင်လိုက်ပေါ့နော် Chrome နဲ့မှမြန်မာသာဖောင်းမမှန်နိုင်ဖြစ်နေရဆိုလို့ရှိရင်ဒီနီလိုင်းရဲ့လိုက်ပြီးတော့ဖြစ်ရှင်ဖြစ်ရှင်မယ်ဒီတော့ Chrome ဘရောင်ဇာတွေကိုဝင်လိုက်မယ်အဲပြီးလို့ရှိရင်ဒီဘက်က Chrome ရဲ့ setting နဲ့ဝင်လိုက်မယ် setting နဲ့ဝင်လိုက်မယ် setting နဲ့ရောက်ပြီဆိုရင်ဒီမှာ appearance ဆိုရှိ appearance နဲ့ဝင်လိုက်မယ် appearance နဲ့ရောက်ပြီဆိုရင်မအောက်ဆုံးမှာမှာ font မာ customize font ရှိရပေါ့နော် customize font ရှိရ font size တွေလည်းဒီမှာကိုလိုတို့ရေးလို့ရတယ် customize font မှာဝင်လိုက်ဒီမှာ standard font standard font တွေမှာကိုကဖြီတောင်စုကိုလိုက်ယူလိုက်ပေါ့နော်ဒီမှာဒီထဲမှာဖြီတောင်စုရှာလိုက်ဖြီတောင်စုသဖြီတော့ဖြီတောင်စု အဲဒီမှာဖြီတောင်စုเนาะအောက်ကမှာဖြီတောင်စုရှိရဲ့ဒီမှာဖြီတောင်စုယူအဲ့ဒါလည်းဖြီတောင်စုယူပြီးလို့ရှိရင်ကျွန်တော်ဖောင်းတော့လောဆယ်မှန်လို့ကျွန်တော်မရှိဘူးဒီ standard ဖောင်းနေရာမှာလည်းဖြီတောင်စုယူအဲပြီးလို့ရှိရင်ဒီအောက်ကဒီဖောင်းနေနေရာမှာလည်းဖြီတောင်စုယူဒီလိုလို့လို့အဆင်ပြေဝိုင်းတော့ဒါပထမနည်းလမ်းနဲ့အဆင်ပြေဝိုင်းပေါ့နော်တကယ်လို့အဲ့လိုမှအဆင်မပြေသေးဘူးဆိုရင်နောက်ထပ်တစ်ခုကဒီဒီတောင်းကအဆက်လေး39ပဲနေလိုက်ပြီးလို့ရှိရင်ဒီမှာ extension ဆိုတာရှိတယ်အဲ့ဒါလေးကိုတစ်ချက်နေမယ်ပြီး manage ကို oh sorry ဟုတ်ကနော် web store ဆိုတဲ့တဲ့ကိုဝင်လိုက်မယ်အဲဂျီနီယာမှာဘာလေးကိုတောင်းပေးရမလဲဆိုရင် fomd file chang ရရှိန်ကြ OK တဲ့ရှိနော်ဒါလေးကိုရှာပေးလိုက်အခုလိုလေးရိုက်ပြီးတော့ရှာပေးလိုက်ဒီမှာဒီဒီနံပါတ်လေးပေါ့ဒီမှာလေးရိုက်ပြီးတော့ရှာပေးလိုက်ပြီးရင် add to chrome နှိပ်လိုက်ဒါဆိုရင်ဒီမှာဒါလေးကို add နှိပ်ပေးလိုက် โอเคဒါဆိုရင်ဒီမှာရသွားပြီเนาะအချမ်းစင်းလေးရသွားပြီရသွားပြီဆိုရင်ကျွန်တော်တို့ကဒီမှာဒါလေးကိုတစ်ချက်နှိပ်လိုက်ဒီမှာဒီဟာလေးကိုနှိပ်လိုက်နှိပ်ပြီးလို့ရှိရင်ဒီမှာတွေ့လားပေါင်လေးကိုတစ်ချက်နှိပ်လိုက်နှိပ်လိုက်တယ်ဆိုရင်ဒီမှာ unicode ရှိရတွေ့လား area unicode ဆိုပြီးရရှိရ area and unicode ဆိုပြီးရရှိရเนาะဒါလေးကိုနှိပ်လိုက်အပြင်သုံးကြည့်လိုက်သုံးရလို့မရဆိုစက်ကို reset တစ်ချက်ရှာလိုက်ပေါ့เนาะအဲ့ဒါလေးကိုအမြဲတမ်းချင်းချင်းပြီးတော့ဒီကလေးပြင်ပြင်ပြောင်းသွားခဲ့တယ်ဆိုရင်တော့မှအဲ့ဒီနေရာလေးကိုနှိပ်ပြီးတော့ မြန်တဲ့ဝင်ချိန်နေဆိုရင်ဒီမှာ Unicode ပေါင်းဖြစ်သွားမယ်ဒါဆိုရင်ကိုယ့်ရဲ့မြန်မာဘာသာဖောက်နေတယ်မှန်နေမှာပေါ့နော်ညာကျွန်တော်စီကကျွန်တော်ဆက်ကတော့ဒါမှန်လားပြီးသားဆိုတော့ပြဿနာမရှိဘူးမမှန်တဲ့လူတွေအတွက်အဲ့လိုမျိုးဖြစ်ရှင်းလို့ရတယ်ဒီမှာတော့မှန်လားပြီးသားဆိုတော့ပေါက်နေရအကုန်လုံးမှန်လားပြီးသားဆိုတော့ဖြစ်သွားချင်းမနော်ဒါဆိုပေါက်နေအကုန်လုံးမှန်သွားပြီအဲ့လိုပဲနောက်ထပ်ဗီဒီယိုသင်ခန်းဆိုင်မှာ 变什么样吧？